ပထမဦးဆုံးတင်ပြလိုတဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့ February လရဲ့နောက်ဆုံးဆေးပတ်ဖြစ်တဲ့ February လ20ရက်နေ့မှ28ရက်နေ့အတွင်းရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအနေအထားတွေကိုမြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးပေါင်း39မြို့အပေါ်မှာအခြေခံတွေ့ချက်ကြည့်ရမှာရရှိခဲ့တဲ့အဖြစ်များကို ထုံးထုံးတင်ပြလိုပါတယ်။ပြီးခဲ့တဲ့ February လတတိယဆေးပတ်အတွင်းရွာသွန်းမြို့ရဲ့ကျော်လွန်အောင် ရွာသွန်းနိုင်ခဲ့တဲ့မြို့သုံးမြို့ရှိခဲ့ပြီးအဲ့ဒီမြို့တွေကတော့မြကြီးနာဦးတော်ဦးနဲ့ဟ ோம் လင်းမြို့တို့ဖြစ်ကြပါတယ်။ရာခိုင်နှုန်းအပြင်ရှစ်ရာခိုင်နှုန်းရှိပါတယ်။ရွာသွန်းမြို့အောင်ရော့ရွာခဲ့တဲ့မြို့ဟာလေးမြို့ရှိခဲ့ပါတယ်။အဲ့ဒီမြို့တွေကတော့ဗမော်တဝဲဘိတ်ကော့တောင်းမြို့တို့ဖြစ်ကြပြီးဒီမြို့တွေဟာလေးလာတဲ့မြို့များရဲ့၁၀ရာခိုင်နှုန်းရှိပါတယ်။ကျန်တဲ့၈၂ရာခိုင်နှုန်း၃၀နဲ့ နှစ်မြို့ကတော့ပြီးခဲ့တဲ့ February လတတိယဆယ်ပတ်အတွင်းမှာမိုးလုံးဝမရွာသွန်းခဲ့တာကိုတွေ့ရပါတယ်။အဲဒါကိုအကြောင်းပြုပြီးတော့ February လတတိယဆယ်ပတ်အတွင်းမြန်မာနိုင်ငံမှာရှိတဲ့ပြည်내တိုင်းဒေသကြီးများရဲ့မြေစည်းလွှာစိုးစွမှုအခြေအနေများကိုလေ့လာသုံးသပ်ကြည့်ရမှာတော့ပြည်내တိုင်းဒေသကြီးအလုံးလိုလိုမှာမြေစည်းလွှာအောက်ရေအခြေအနေဟာ၆တွေ့တဲ့အနေအထားမှာ ဆက်လက်တည်ရှိနေတာကို တွေ့ကြရပါတယ်။ဂျိုဒူတိုင်းကြခြင်းများကိုအသုံးပြုအသုံးပြုပြီးတော့လွန်ခဲ့တဲ့ရေပောင်း30အတွင်းမြန်မာနိုင်ငံမှာရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအခြေအနေများကိုလေ့လာသုံးသပ်တဲ့အခါမှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးအထင်တင်ရွာသွန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒီရွာသွန်းမှုတွေဟာပုံမှန်ရွာသွန်းမြေမိုးကြီးများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတစ်ပိုင်းမြောက်ပြားဒေသတွေမှာတော့ရွာသွန်းမြစ်တွေကျော်လွန်ခဲ့တာကိုတွေ့ရပြီးကြံဒေသများမှာတော့ရွာသွန်းမြစ်ခန့်တာရွာသွန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့တစ်ပတ်တွင်လည်းလုံခဲ့တဲ့တစ်ပတ်ဖြစ်ပေါ်ခဲ့တဲ့လေတိုက်ခတ်မှုနဲ့လာမယ့်တစ်ပတ်မှာကြုံတွေ့နိုင်တဲ့လေတိုက်ခတ်မှုအခြေအနေများကိုတင်ကြပုံစံများတုံးပြီးကြွက်ကြည့်တဲ့အခါဘင်္ဂလားပင်လယ်ော်ရဲ့အထက် အမြင့်ပေ9000အမြင့်မှာတက်ခတ်နေတဲ့လေးများရာပေးခဲ့တဲ့တပတ်အတွင်းကတော့အရှိလေးပြင်းများဟာကမ်ဘလီပင်လည်းပြင်းဘင်္ဂလားပင်လောတောင်ပိုင်းနဲ့အာရေဗျပင်လည်းတောင်ပိုင်းအထိတိုက်ခတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။အဲလာမယ့်တပတ်မှာတော့အရှိလေးပြင်းများဟာတိတိတသာအာရော့သွားပြီးအရှိဘက်ကိုပြန်လည်ဆုတ်သွားတာကိုတွေ့ကြရမှာဖြစ်တဲ့အတွက်လာမယ့်တပတ်မှာတော့ဘင်္ဂလားပင်လောတောင်ပိုင်းကမ်ဘလီပင်လည်းပြင်းတောင်ပိုင်းတို့မှာလေပြင်းအနေနဲ့ ယော်နေနိုင်တယ်လို့ခံမှန်းတွေ့ချက်ရရှိပါတယ်။ဒုကြမှုတစ်ခုကတော့မြန်မာနိုင်ငံမြောက်ပိုင်းအရတိဒါစီကိုအနောက်တောင်ဘက်မှရွေ့လာတဲ့လေများဝင်ရောက်လာဖို့အလားအလာများရှိနေတာကိုတွေ့နေရခြင်းပဲဖြစ်ပါတယ်။လက်ရှိမြေပြင်မိုးလေဝသအခြေအနေများကို လေ့လာသုံးသပ်ကြည့်ရတဲ့အခါမှာအင်းကြီးရနိုင်ငံနဲ့မြန်မာနိုင်ငံတို့ပေါ်မှာမြေပြင်အပူချိန်များမြင့်တက်မှုကြောင့် လေဗီယာချင်းအရာဝတ်များ heat loss တွေဖြစ်ပေါ်နေတာကိုတွေ့ကြရပါတယ်။မြောက်ဘက်မှာရှိတဲ့ဆောင်းလေအေးများကလည်းမြန်မာနိုင်ငံရဲ့ဝေးရဘက်ကိုအတော်တန်ဝေးတဲ့အထိဆုတ်ခွာသွားနေကြတာကိုတွေ့ရပါတယ်။ဘင်္ဂလားဘင်လောင်ရဲ့တောင်ပိုင်းတစ်လျှောက်မှာရေပြင်ပေါ်မှာလည်းလေဗီယာချင်းအရာဝတ်များတန်းစီဖြစ်နေကြတာကိုတွေ့ရပါတယ်။ဂျိုရုတိန်ဘုံတိုင်းတာကျင်းများအရာမြန်မာနိုင်ငံရဲ့မြောက်ဘက်မှာ ဒေအင်းငယ်မှာအသင့်တွေဖြစ်တွနေပြီးကျန်းမြန်မာနိုင်ငံတစ်ခုလုံးမှာတော့အများအပြင်ဒိန်းများကဲဆင်နေတာကိုတွေ့ရပါတယ်လက်ရှိအချိန်ချိန်မှာမြန်မာနိုင်ငံရဲ့အနီးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့လေတုအနေအထားတွေကိုလေ့လာကြည့်ကြတဲ့အခါမှာတော့ဆောင်းရာသီရဲ့လေအေးများနဲ့ပွဲစည်းကြတဲ့အနောက်လေများဟာမြန်မာနိုင်ငံရဲ့မြောက်ဘက်မှာတည်ရှိနေပြီးနွေရာသီရဲ့လေနှွေးများနဲ့ပွဲစည်းကြတဲ့ တောင်ဘက်မှာလေမြာကတော့မြန်မာနိုင်ငံတောင်ဘက်မှာရောက်ရှိနေတာကိုတွေ့ကြရပါတယ်။လက်ရှိချိန်ကနွေရာသီကာလမှတဆင့်မိုးရာသီကာလကိုတဆဆကူးပြောင်းတော့မယ့်ကာလဖြစ်တဲ့အတွက်ဘင်္ဂလားပင်လယ်ရဲ့တောင်ပိုင်းကပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာလေကျူးမငြိမ်မသက်ဖြစ်ရကနေပြီးတော့မိုးတိမ်တောင်ဖြစ်ပေါ်နေတဲ့ဒေသများဖြစ်ထွန်းနေပါတယ်။လောလောဆယ်မှာတော့မြန်မာနိုင်ငံနဲ့နေပါဝင်ကျင်ဒေသတွေမှာ မိုးဒိန်တော်များကင်းစင်နေတာကိုတွေ့ကြရပါလေ။ရင်းဝိပါဝင်မှုအနေအထားကိုကြည့်တဲ့အခါမြန်မာနိုင်ငံရဲ့မြောက်ဘက်ပိုင်းဒေသများနဲ့တောင်ဘက်ပိုင်းဒေသများမှာရင်းဝိပါဝင်မှုဆက်လက်ရှိနေတဲ့ဖြစ်ပေမဲ့မြန်မာနိုင်ငံအပေါ်မှာတော့အများအပြားရင်းဝိရောပါနေတာကိုတွေ့ကြရပါလေ။ဘင်္ဂလားဘင်လောထဲမှာဖြစ်ပေါ်နေတဲ့ပင်လယ်ရေလိုင်းအမြင့်တွေကို NASA ကျူတူများရဲ့တိုက်တာချက်အရာ မြမကန်ယူချန်ကန်လွန်ပေးလေပြည်ဒီမှာလှိုင်းအနည်းငယ်မှာအတင့်တင့်ရှိနေပြီးလှိုင်းမြင့်ဟာနှစ်ပေမှလေးပေကန်ထိရှိနေတာကိုတိုင်းတာရရှိပါလေမောက်တိုင်းပြပေါ်နိုင်မှုအလားအလာများအနေနဲ့တော့တေချာပုံစံများတုံးပြီးတွေ့ချက်ကြည့်ရမှာအခြားတဲ့တောင်ပိုင်းပင်လယ်ရေပြင်များဖြစ်တဲ့အဓိပ္ပာယ်ပင်လယ်ပင်ကလားပင်လယ်အော်တောင်ကျုပ်ပင်လယ်ပြင်စသည်တို့မှာလာမယ့်ရေများအတွင်းမုန်တိုင်းများကင်းစင်နိုင်တော့ကိုတွေ့ချက်ရရှိပါတယ် အဲအီကွေဒါရဲ့တောင်ဘက်ဒေသတွေမှာတော့မုန်တိုင်းဖြစ်ပေါ်မှုအလားအလာများဆက်လက်ဖြစ်ပေါ်နေဆက်ဖြစ်ပြီးအထူးဖြင့်အိန္ဒိယသမုဒ္ဒရာရဲ့အလယ်မှာမုန်တိုင်းဖြစ်ပေါ်မှုအလားအလာတခုဖြစ်ထွန်းနေတဲ့အပြင်အနောက်ဘက်ခြမ်းမှာလည်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်နေတာကိုတိုင်းတာတွက်ချက်ရရှိကြပါလိမ့်။ဆောင်းရသည်ရဲ့အကျဉ်းချံလေအေးများဖြစ်တဲ့အတော့လေပြင်းများဟာမြေပြင်ထက်ပေလေးသောအမြင့်မှာမြန်မာနိုင်ငံမြောက်ပိုင်းဒေသများအပေါ်မှာ ဆက်လက်တည်ရှိနေစေဖြစ်တာကိုလည်းတိုင်တာရရှိထားပါတယ်။ညရာဒီရဲ့ပထမလဖြစ်တဲ့လက်ရှိမတ်လကုန်တဲ့အထိမြန်မာနိုင်ငံမှာဖြစ်ပေါ်နိုင်တဲ့အပူချိန်များနဲ့မိုးရွာသမှုများကိုကြိုတင်ခမန်းခဲ့ရမှာအပူချိန်များအနေနဲ့နာဆာရဲ့ခမန်းချက်အရာရှမ်းပြည်နယ်မှာတော့နေပူချိန်များညှော်နေပြီးအပူပေါ့နိုင်တယ်လို့ ခံမှန်းရရှိပါလေဒါပေမဲ့လည်းကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းမြောက်ပိုင်းစတဲ့ဒေသတွေမှာနေ့ဘူးချိန်ကြီးကပုံမှန်တဲ့1ဒီဂရီစင်တီဂရိတ်ကျော်လွန်ရောက်ရှိနိုင်ပါတယ်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းပဲခူးတိုင်းအနောက်မြောက်ပိုင်း AOD တိုင်းမြောက်ပိုင်းရခိုင်ပြည်နယ်အလယ်ပိုင်းစတဲ့ဒေသတွေမှာတော့နေ့ဘူးချိန်ကြီးဟာမတ်လအတွင်းမှာ ပုံမှန်တဲ့1ဒီဂရီစင်တီဂရိတ်ကျော်တော့ရောက်ရှိနိုင်ပါတယ်။ကြံသေးသားတွေမှာတော့အများအပြားပုံမှန်ကန်တာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။အခုဆက်လက်ပြီးလာမယ့်မတ်လ10ရက်နေ့မှ14ရက်နေ့အထိကြာမြင့်မယ်ရက်တစ်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်များကိုဆက်လက်တင်ပြလိုပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေခန့်မှန်းချက်အနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအရှိလက်ပိုင်းတို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ကပလီဘီလေပြင်းနဲ့ဂျမ်ပင်လာပင်လေဦးတို့မှာတော့အများအပြားတိမ်အစ်တစ်မှတိမ်ထူးခြားနိုင်ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းဆုံးဒေသတွေမှာတိမ်အစ်တစ်မှတိမ်ထူးခြားနိုင်ပြီးတော့ဂျန်ဒေသတွေမှာတော့တိမ်အနည်းငယ်သာဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။မြန်မာပင်လေပြင်းအခြေအနေကမှန်းကျန်အနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာ မြမကံယူရတဲ့ကန်းတော်ပင်လက်ပြမှာလှိုင်းငင်းကလာရှိနိုင်ပြီးလှိုင်းမြင်ကလည်းတပေမသုံးပေကန်းသာရှိနေပါလေ။များသောအားဖြင့်ဘင်္ဂလားပင်လယ်အော်မှာမတ်လအတွင်းမှာလှိုင်းလီများယုံနေသေးရှိပါတယ်။နေပူချိန်ကမန်းချက်များအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းကချင်းပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်တို့မှာနေပူချိန်များ25ဒီဂရီစင်တီဂရိတ်မှ31ဒီဂရီစင်တီဂရိတ်အထိရှိနေပါတယ်။ ကြံသေးတယ်မှာတော့32ဒီဂရီစင်တီဂရိတ်မှာ40 39ဒီဂရီစင်တီဂရိတ်ဘဝဉ္ဇဉ်ကန်တီရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်အထူးဖြင့်မြေဝကျောပေါ်ဒေတာများမှာ နေ့ပူချိန်များဟာ39ဒီဂရီစင်တီဂရိတ်40ဒီဂရီစင်တီဂရိတ်ကန်တီမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ဆက်လက်ပြီးကြင်ပြလို့ရတာကတော့လာမယ့်တစ်ပတ်အတွက်ခန်းလုံရောင်ကြီးအညွန်ကိန်းအခြေအနေခန့်မှန်းချက်ကတော့ကချင်ပြည်နယ် ချင်းပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာခရလုံရောင်ကြီးအညွန့်ကိများဟာအလွန်မြင့်မားတဲ့အစ်စ်မှာရောက်ရှိနေနိုင်ပြီးတော့ကြံဒေသတွေမှာတော့လွန်ကဲတဲ့အစ်စ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ခရလုံရောင်ကြီးအညွန့်ကိများကတော့နောက်ပိုင်းကာလတွေမှာຫນွေကာလအတွင်းပုံမူရောက်ရှိလာတဲ့အမြအညွန့်ကိတမှုများပုံမူမြင့်တဲ့လာဖို့ရှိပါလေ။ဒါကြောင့်ခရလုံရောင်ကြီးအညွန့်ကိများရဲ့ အန်ရီကိုတော့သတိပြုနေထိုင်သွားလာမှုလုံမဲလို့တင်ပြလိုပါတယ်။မိုးရသူကမှန်းချက်အနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာကချင်ပြည်နယ်မှာနေရာကျဲကျဲချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာကွက်ကြားမိုးအနည်းငယ်ချွတ်ချုံရွာနေပါတယ်။ရှမ်းပြည်နယ်ကျောင်းပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တင်းဒါရိုင်ဒေသကြီးတို့မှာဒိန်သစ်တွေဖြစ်ကျွမ်းနိုင်ပြီးတော့ ကြံသေးတာတွေမှာတော့အများအပြင်တာယာနိုင်နေလို့ခမန်းရရှိပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာမိုးရွာသွန်းနိုင်တဲ့ဒေသများအပြင်မြန်မာနိုင်ငံမြောက်ပိုင်းဆုံးကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းစတဲ့ဒေသတွေမှာနေရာကျကျရှမ်းပြည်နယ်ခြေပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းနိုင်တဲ့အနေအထားရှိနေပါတယ်။ဒါပေမဲ့အခြားတဲ့တောင်ပိုင်းပင်လယ်ရေဖြစ်တဲ့ အာရေဗျာပင်လယ်ဘင်္ဂလားပင်လယ်ဩတောင်တူပင်လယ်ပြင်စတဲ့ဒေသများအားလုံးလိုလိုမှာတော့မုန်တိုင်းအန္တရာယ်များကင်းစင်နိုင်တယ်လို့ခန့်မှန်းရရှိပါတယ်အလို့တိပြုဖို့လိုအပ်တဲ့အချက်ကတော့မတ်လဟာနွေရာသီကာလရဲ့ပထမလဖြစ်ပါတယ်နောက်တော့ဆက်ကွန်ကုနေနွေရာသီကာလဟာအဲလီညိုရာသီဥတုဖြစ်ပေါ်ခဲ့တဲ့၂၀၁၅၂၀၁၆ခုနှစ်နွေရာသီကာလများလောက်အပူချိန် မပြင်းထန်နိုင်ပေမဲ့လို့ပုံမှန်ညွေရာသီကာလတစ်ခုတည်းအနည်းနဲ့အများအပူချိန်ပုံမှန်များနိုင်တဲ့ညွေရာသီကာလတစ်ခုဖြစ်ဖို့အလားအလာများရှိနေတဲ့အတွက်မတ်လအတွင်းမှာတော့အပူချိန်မြင့်တက်မှုအန္တရာယ်ကိုသတိပြုနေထိုင်သွားလာဖို့လိုမယ်ဆိုတဲ့အကြောင်းတင်ပြရင်းညီကုန်းချိုးရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝပေးအန္တရာယ်များမှအစဉ်ကင်းဝေးနိုင်ကြပါစေ